ုံခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကလေးကပကံမှာရှိခဲ့တဲ့အာနန္ဒဖရာကိုရောက်ဘူးလားပကံမှာယခုနေ့အထိအရန်ကိုလက်ရလှနေစေအလှဆုံးဖြစ်နေတဲ့ဒီအာနန္ဒဖရာကိုဒီနေ့ခေါ်သွားမယ်နော်အနန္ဒဖရာရဲ့လက်ရာလီပကံဖရာအဆူရီထဲမှာအလှဆုံးလို့လဲပြောကြတယ်ပေါ့နော်ပကံရောက်လို့ဒီအနန္ဒဖရာကိုမဖူးခဲ့ဘူးဆိုရင်ပကံရောက်တယ်လို့လဲမခေါ်သေးဘူးနော် ဒါဆိုဖះတူတူဖူးရအောင်ဘလော့လေးကိုအဆုံးထိကြည့်ပေးပါဦးနော် ဒီနေ့သင်ပြခဲ့ရလေးရတော့အာနန္ဒဖရာကိုတွားခဲ့တဲ့ vlog လေးပါအခေဝေးစနစ်သက်တင်ဆိုရင် like and share လေးလုပ်သွားပြပါအောင်နော်အားလုံးပဲပိုင်ပိုင်ပါ